အင်္ဂလိပ်စာလေ့လာမယ်ဆိုတော့ဘယ်လိုလေ့လာရမလဲဆိုတော့မေးစရာရှိကျွန်တော် grammar တွေကိုသင်ပါတယ် present tense present perfect tense past participle tense present perfect continuous tense အဲ့ဒါမျိုးတွေကိုအများကြီးအများကြီးကျောင်းဆရာမတွေသင်တယ်ကျူရှင်မလည်းသင်တယ်ကိုယ့်အကူတည်းလေ့လာတယ် vocabulary ဒီပေါ့နော် meaning ချက်တွေလို့ခေါ်ပါတယ်။အာ CAT ကအကြောင်းစရှိတဲ့ဖြစ်ချက်ပြီးတော့မှဘာလို့ဘာသာပြန်အဓိကဖြစ်နေတာကတော့ ရှက်ကြောက်နေတာပြောဖို့အရေးကိုရှက်ကြောက်နေတာအင်္ဂလိပ်လိုဘာကြောင့်ရှက်ကြောက်နေလဲဆိုတော့ကျွန်တော်ဒီပတ်ဝန်းကျင်ကလည်းကျွန်တော်ပြောလို့ရှိရင်အာငပိတန်ထွက်နေတယ် grammar ကလည်းမမှန်ဘူးအဲ့လိုမျိုးဝေဖန်နေဟားတိုက်ကြတယ်လောင်ကြတယ်ပေါ့နော်ဒီပတ်ဝန်းကျင်ကဒီ culture ကအဲ့လိုဖြစ်နေတာဟုတ်အဲ့ဒါအဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗမာပြည်ကလူတွေကပြောဖို့ဆိုရှက်တယ်ကြောက်တယ်ဒါအခက်အခဲအများစွာရှိပါတယ်ဆိုတော့အဓိကကတော့သူများတွေဘာပြောပြော အကြောက်မရှက်ဘူးသူများပေါ်မှာမူတည်ပြီးတော့ဖြစ်တည်တဲ့ကိစ္စနေရတယ်ကိုယ့်ဘာကိုဘယ်တော့မှမမူတည်ဘူးဆိုရင်ဒီဟာဘယ်တော့မှမကောင်းနိုင်ဘူးကိုယ့်ဘာကို control မရှိတဲ့အရာတွေဖြစ်နေတာဟုတ်အင်္ဂလိပ်စကားပြောမယ်ဆိုလို့ရှိရင်နံပါတ်1 Don't give a damn. Grammar မားနေလဲပြောပါ။အပန်မပီဘူး။ Pronunciation ညာအရန်ကိုညံ့နေလဲဆိုရင်လည်းပြောပါ။ကလားတန်ထွက်နေတယ်ဆိုလည်းပြော။ Hello, my name is Anbu and welcome to uh, my YouTube channel. တရုတ်တန်ပေါ့နေသလားပြောပါ။ Culturally, my country is China. နပီတန်ထွက်နေလဲပြောပါ။ဘူးမကင်းဆိုင်ပါနဲ့ပြောတာပြောပါ။များများပြောမှများများအကျိုးရှိမှာဖြစ်ပါ